ဒီတင်ကကျွန်တော်တို့ဖုံးဆက်တယ်ပေါ့ဖုံးဆက်တယ်ဘုံဆုံးဖုံးဆက်တယ်ဒါပြီးတော့ကျတော့ပထမတော့ကိုယ်လည်းအများကြီးမတွေ့သေးဘူးပေါ့နိုင်ငံရသွားမယ်သူလည်းနိုင်ငံရသွားမယ်ပေါ့ဒါပေမဲ့နိုင်ငံမှာအခုဖြစ်နေတဲ့ဥစ္စာကကျွန်တော်တို့လာစာပြဿနာတွေရောအဓိကတော့ကျွန်တော်တို့မနေ့ကရတဲ့လာစာလည်းဘာညာလည်းအဲ့လိုမျိုးမရတဲ့ဥစ္စာ facility လည်းကိုယ်တွေကိုကန့်လန့်တဲ့အင်းတွေကတိတ်ပြီးတော့လူချင်းကဟိုအနေထားမှာမရှိဘူးပေါ့ဆိုတော့ကြဒီတင်ကကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲလာတွေ့ကြည့်ပေါ့လာတွေ့ကြည့်ဆိုတော့ကျွန်တော်လာတွေ့ကြည့်တယ်သူတို့အသင်းပိုင်ရှင်အသင်းဥက္ကဋ္ဌအသင်းတူကောက်ကရာနဲ့ ဆိုတော့အဲ့မှာဘာရှိလဲဆိုတော့အတင်းပိုင်ရှင်အတင်းဥက္ခရာဒုက္ခရာသူတို့ကရှင်းပြတယ်အကိုတို့လီတူးတွေမဟုတ်ဘူးလီဝမ်လီဝမ်ပြင်ဘာဖြစ်ရမလဲဆိုတော့ကျသူတို့မှာပလန်ကောင်းကောင်းရှိရပေါ့အဲ့ဒါပြီးတော့ကျွန်တော်လက်ခံလိုက်တယ်ပေါ့လက်ခံလိုက်တယ်ဒါပြီးတော့ချက်ချင်းမကျွန်တော်ဝန်ထမ်းတွေပုံစံလိုက်ပြန်ညီလေးအကိုကြီးကံကံမလားဆိုသူလည်းကံမယ်ပေါ့ဆိုတော့ကျတော့အများကြီးအဲ့လိုမျိုးရှုပ်ရုပ်တွေတော့မဟုတ်ရိုးရှင်းတယ်ပြီးသွားပါဟုတ်ကျန်လည်းမှုရှိရနိုင်ငံခြားကိလက်တွေဒါပေမဲ့ကျွန်တော်မကြိုက်ဘူး ်အဲကျွန်တော်မကြိုက်ဘူးအဲအဲကြောင့်မလို့ကောင်းကောင်းမနေတဲ့တိုင်ပင်နဲ့ကောင်းကောင်းမကျွန်တော်ပြောရည်လေမင်းငါကန်ကန်ပါလားဆိုတော့ကိုကြီးကန်ကျွန်တော်ကန်တယ်ဆက်ပြီးတော့ကိုကြီးကန်ကိုကြီးကန်ကျွန်တော်ကန်တယ်ဆိုပြီးတော့အဲတူတူအတင်းဥက္ခနဲ့စကားပြောပြီးတော့အတင်းရရေရှိပလန်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်လည်းကြိုက်တယ်အဲကြောင့်မလို့ရေရှိတယ်အခုမှအတင်းကိုလည်းစ join လာလဲပါတယ်ဆိုတော့ကြအတင်းကလည်းနောက်ဆုံးတစ်ပွဲဟိုကျွန်တော်တို့ဒီလီတူရဲ့ပထမကြိုးနောက်ဆုံးပွဲကန်အောင်မယ်ကျွန်တော်တို့ကလည်းအခုမှ train ဟို training စ join ကြတာဆိုတော့ ဟုတ်အသားကြောက်လည်းလူသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကအစလာရတွေ့ပြီးသားအောင်မြင်မှုတစ်ခုခုရမှဖြစ်မယ်စိုးကြတော့အောင်မြင်ကစားမယ်အတင်းမှရှိရဲ့အငယ်တွေရောဟိုကိုတွေအခုအသေးရောက်လာလူတွေရောနီးပြောင်းအတင်းမှရှိရဲ့ဘသူပဲဟိုရှိတဲ့လူတိုင်းလူတိုင်းနဲ့ကျွန်တော်တို့ကစီစီလုံးရှိနေမှာအဆင်ပြေမှာဘာလို့လဲဆိုတော့ဒီတင်းကအစဒီတင်းကအခုမှအတင်းတစ်ဖြစ်တဲ့အပြင်ကျွန်တော်တို့ကလည်းဒါအရာလုံးအစဆိုတော့ကြတော့အများကြီးလေးလုတ်ပြရမယ်တစင်ချင်းစီပဲဘို့ဟုတ် ဒီစင်တန်လေးတော့နည်းနည်းတော့ပွားမှုရှိရမှာเนาะအေးနိုင်ငံကလပ်တွေမှာဟိုပေးနိုင်တဲ့ facility မျိုးပေးလိုက်ရင်ကျွန်တော်တို့ဒီစင်တန်လေးပို့ပြီးတော့မြင့်လာမယ်ပြီးတော့ငားသောကောင်းတွေလည်းတက်ပို့ပြီးပို့ထွက်လာမယ်ပြီးတော့ကျွန်တော်တို့ဟိုငားမိုင်းနေအားပူစိုက်လာမယ်လို့ကျွန်တော်မြင်တယ်ဗျဟုတ်လားကျောင်းတော့အများကြီးမရှိပါဘူးလေးစင်တန်းကွာတယ်ဆိုတာအဓိကကျွန်တော်တို့ရှိမှာရောက်တဲ့ foreigner တွေလည်းရှိတယ်ဒါပေမဲ့ ဟိုပတ်စံများများသုံးနိုင်မှာဘတ်ဂျက်များများသုံးနိုင်မှာဖော်ရင်းလာဆိုတာလည်းကောင်းကောင်းယူရတာပေါ့ဆိုတော့ကျွန်တော်ရှိမရောက်ခင်မှာထိုင်းတို့ BNN တို့ဒီအာဆီယံနိုင်ငံတချို့ဟိုကျွန်တော်တဲ့ဘောလုံးစင်တန်းမြင်းတဲ့နိုင်ငံတွေကတော်တော်များများယူပြီးသွားပြီပေါ့တချို့ player တွေကိုဆိုတော့ကျတော့ပတ်စံအများကြီးသုံးနိုင်မှာဟိုနိုင်ငံသားကောင်းကောင်းရောက်မယ်ဟိုကျွန်တော် local player တွေအရအခုနိုင်ငံထွက်ကနေ player ဆိုလည်းဟိုဘယ်သူပဲဖြစ်ကိုချစ်ချင်းမချစ်ချင်းဆိုတော့ကိုနိုင်ငံမှာပဲနေချင်ကြတယ်ဆိုတော့ကျွန်တော်လည်းနေချင်တယ် ဟိုဟိုမှာဆိုရင်မိသားစုနဲ့သွားလာရဲအဲ့လိုဟိုတချို့တကယ်ရှိရဲဒါတွေဒီမှာနေကျွန်တော်မကြုံအောင်ကျွန်တော်ကျွန်တော်ဒီမှာပဲပျော်တယ်ပျော်ကြတော့ဟိုခုနဝင်လိုက်တော့ပြောလို့ကျွန်တော်တို့ဟိုတင်တင်လောက်ွက်တဲ့အဲ့လိုမျိုး facility တခုနဲ့ဆိုရင်လီရလည်းတပြေးညံ့မြင့်လာမယ်ဟိုကျွန်တော်ပြောချင်တာဟိုအများကြီးထောက်ပြရလဲမဟုတ်ညာဘွဲကန်တာပဲဖြစ်ဖြစ်အတင်းတိုင်းမှာလေးကိုပိုင်ကွင်းနေရှိရမယ်အဲ့လိုကွင်းဆိုလဲတော့ဟိုဓာတ်ရအောင်တစင်ချင်းစီလောက်ရမှာ ဒါပေမဲ့လူကြီးလည်းလုံနေမယ်လို့မျှော်လင့်နေပေါ့ဆိုတော့ကြတော့ကျွန်တော်အဲ့လိုမျိုးဖြစ်မှာကိုလီယာအောင်မြင်တယ်ကျွန်တော်လက်ဒီမှာလည်းကြံရတာပြောတယ်ဆိုတော့ကြပိုးတော့အဆင်ပြေမှာပေါ့ဟုတ်ဒီမှာမြုပ်ထားတယ်ကျွန်တော်တို့ရှင်းပြတယ်ဒီရေးရှိ plan ရှိတယ်။အတင်းရဲ့ budget အနေနဲ့လည်းကျွန်တော်သဘောကျတယ်။ပြီးတော့အတင်းကိုလည်းအများကြီးထောက်ကူပြီးတော့ job fit တဲ့ဟိုမျိုးသမီးတင်းနေအောင်မြင်နေတယ်။မျိုးသားတင်း လီအစင်တန်းလည်းနေနေတယ်လေဦးစင်ကြီးကြီးမှလည်းရလက်ကောင်းလိုက်မကောင်းလိုက်ပေါ့ဆိုကြတော့အမျိုးသမီးပွဲလေဟိုတစ်ခေါက်အေယာဝင်းနဲ့ရန်ကုန်ပွဲမျိုးဆိုရင်ပြိတ္တာတွေအပြည့်ပဲဆိုကြတော့သူတို့ဘလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်လဲဒီမှာဆိုရင်တခြားအသင်းတွေဆိုရင်ဂိုးပြတ်ပြီးတော့ဟိုအမျိုးသားချင်းဆိုဂိုးတားပြီးပြတ်လွန်းတယ်ပေါ့အမျိုးသမီးချင်းဆိုအဲ့လိုမျိုးမရှိဘူးဆိုတော့ကျွန်တော်တို့ကဒါတွေကိုကွာဟဖို့ကအသင်းတော်များပြင်မရမှာကျွန်တော်အခုကျွန်တော်တို့အသင်းပြင်တယ်ဒါပေမဲ့တခြားအသင်းတွေမပြင်ဘူးဆိုရင်အခုနကျွန်တော်ပြောသလိုပဲ အာယုံစူးစမ်းမှုကရှိမှာမဟုတ်ဘူးအခုဆို National League မှာဆိုလဲရန်ကုန်ရှမ်းတခြား like ကတ်တဲ့အသင်းတွေဟန်တာဝေးဒဂွန်စတာဒီလောက်ပဲလေကျန်တဲ့အသင်းတွေအကူလည်းမြင်နေတယ်တည်အသင်းကံယုံမဲ့ကံနေကြတယ်ဒါသူတို့အသင်းပတ်ရှင်တွေကျွန်တော်ပုတ်ခတ်တာမဟုတ်အသင်းရဲ့ budget ဆိုတာရှိသေးတယ်ဆိုကြတော့အသင်းပတ်ရှင်တိုင်းပတ်ရှင်တိုင်းဟိုအသင်းကများများတုံးမှလီယာပြန်ဆိုင်မှုပြင်ထန်ပြီးတော့ကြတော့ပြီးတော့ကြတော့ကျွန်တော်အခုပြောချင်တာဟိုတချို့အခုဆိုကျွန်တော်စီမှာဆိုရင်ညနေ3ခွဲလောက်ကန်တယ် ဒါဆိုရင်အရန်ပူတယ်ဟိုလိုမျိုးကျွန်တော်တို့ပြောနေတာမဟုတ်ပုံမှန်ဆိုရင်ကျွန်တော်အများကြီးလီတူးဆိုတဲ့6နာရီ9နာရီညဆိုကန်တယ်ဆိုတော့ကစားသမားကတော့ခုမှရှိတဲ့အားကိုအကုန်ပြနိုင်တယ်ပေါ့ဒီမှာကျတော့အရန်ပူတယ်နေ့လယ်2နာရီလောက်တည်းကစပြောင်းတယ်အသွေးကလေးချင်းကပါညာလောက်ရတယ်ဆိုရင်တချို့ကစားသမားအဲ့လိုမျိုးကိုကိုတိုင်းမဖြစ်ကြကစားသမားဆိုရင်အဲ့မှာတွေကခန္ဓာကိုယ်ကတိုင်းစပြီးတော့ကုန်ကစားပြုတ်နေပေါ့ဆိုတော့ကျတော့ကျွန်တော်လည်းညာဘွဲကန်မှုလည်းညာဘွဲမကန်နိုင်တော့မှညနေ ၄ခွဲ၅နာရီကန်နိုင်မှုလည်းမျောလင့်နေပေါ့ဟိုအဓိကတော့အားလုံးက budget ပဲ budget ကအရေးကြီးဆုံးဘယ်နေရာမှာဖြစ်ဖြစ်ဆိုတော့ budget များများသုံးနိုင်ရင်လီများများအောင်မြင်မယ်ဒါကျွန်တော်တို့ပြောစရာမလိုလူတွေဟိုလူကြီးလည်းသိတယ်တလောက်ပါပဲကျွန်တော်တားကြတော့ပြောစရာမရှိပါဘူးကျွန်တော်အများကြီးတော့ကျွန်တော်အားပေးပေါ်သိရမလားကျွန်တော်ကိုအောင်ကိုချစ်လို့ခေါ်တာသိရမလားကျွန်တော်ပထမအောင်အသိပိုင်းနဲ့တွေ့တယ်သူခေါ်ခြင်းလဲကျွန်တော်ဝင်ရုံပဲ ကျွန်တော်ဥစားတခြားနိုင်ငံသားတွေဟိုတခြား local player တွေဆိုတော့ဒီမှာတဆင်ချင်းစီပေါ့ဟိုမခေါ်လို့လည်းမရအတင်းဆိုတော့ကျွန်တော်ညောင်းတယ်လည်းကန်လို့မရအောင်ဒီကအငငယ်နဲ့လည်းကန်လို့မရအောင်ဒါမဲ့ဘယ်သူနဲ့တွဲကစားရင်ကျွန်တော်ကောင်းတယ်တွဲကစားရင်တော့ level စမှာလည်းကျွန်တော်ယောက်ကတခန်းနဲ့နေရာပေါ့အခန်းပေါ်ပေါ့ဆိုတော့ကျွန်တော်ဝန်ထမ်းလို့ခေါ်ပေးဝန်ထမ်းလို့ကန်ကျွန်တော်ကန်မယ်ဒါမဲ့ तू ကရှင်းရှင်းလေးပဲကျွန်တော်ကန်ရင်ကန်မယ်မကန်မကန်ဘူးဒါပဲဆိုတော့ကျွန်တော်ကောင်းအားပေးပါဘောတရားကျွန်တော်ပြောတာမရှိပါဘူး